အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဆိုစပေါ့ channel ကြိုဆိုပါတယ်ဗျဟုတ်ကဲ့မင်းညာကလည်းအင်ဒိုနီးရှားပွဲတွေအင်ဒိုနီးရှားဘော်ဒီပေးခဲ့တယ်အဲ Telegram မှာတော့ကျွန်တော်ဘရာဇီးကလပ်အဲဘရာဇီးကလပ် Serie A ပေါ့နော်ဘရာဇီးကလပ် Serie A Edigo Mineiro ကိုကျွန်တော် TikTok မှာဝဘပေးခဲ့တယ်ဗျဒါပေမဲ့ကျွန်တော် Telegram မှာတော့မတင်ပေးပြလိုက်ဘူးဗျနော်ချစ်ချင်ကြီးကိုတော့ အဲကျွန်တော် TikTok မှာတော့အပွဲအောင်သွားတယ်ပေါ့နော်ကျွန်တော် Telegram မှာကြတော့ Indonesia body ကိုပဲပေးခဲ့တယ်ဗျာ Indonesia body ပဲပေးခဲ့တာပေါ့နော်ဒါပေမဲ့တလုံးပြန်နေကြတော့ပြန်သွားတာပေါ့နော်ဒါပေမဲ့ဟို Brazil ကလပ်နောက်ထပ် USA ကလပ်ကြောက်လဲကျွန်တော်က Telegram မှာအဲအင်္ဂလိပ်ကိုပေးထားတယ်ဒါပေမဲ့ဝေးဝင်းတလုံးရနိုင်မယ်ထင်လို့ကျွန်တော်က ူဝမ်ခံမှန်းပေးလိုက်တာပေါ့နော် Telegram မှာတင်ပေးထားတယ်ဒါပေမဲ့ तू က body ရဲ့အောင်သွားတယ်တူးစီးနဲ့ကျွန်တော်ကတော့တူဝမ်မှန်းလိုက်တာပေါ့နော်တူရဲ့ formula ရတယ်ဆိုတော့တူဝမ်ပေးမယ်ထင်တယ်ဒါပေမဲ့မပေးဘူးအမှန်တမ်းပြောရရင်တော့ဗျာဒီတူးစီးကြိုက်တာပေါ့အဲဒီ USA club ကိုကျွန်တော်ကတူဝမ်နဲ့မှန်းလိုက်တော့ဂိုးပေါ့ပဲပေါ့နော်တူးစီးကြတော့လေကွာဝမ်စီးနဲ့နိုင်ရင်အဲအဲ့လိုပေါ့2-1နဲ့9ပတ်စံကျွန်တော်ဒီအဲ မနိုင်ပါစိုးလို့ပေါ့ကျွန်တော်ဂိုးပေါ်ပဲပေးလိုက်တာပေါ့နော်ဟုတ်ကဲ့ပါအဲမနေ့ကပွဲလေးတွေပေါ့နော်ချင်းချီကိုတို့ဒီနေ့ပွဲစဉ်တွေကအများကြီးပေါ့နော်ကျွန်တော်ဒီ2026ကမ္ဘာဖလားဥရောပဆုံးချင်းစစ်ပွဲမှာရှစ်ပွဲရှိတယ်နောက်ထပ်အဲဒီခြေစမ်းပွဲတွေလည်းရှိတယ်အင်္ဂလန်တို့ဘာတို့ရှိတယ်နော်ပြီးမှကျွန်တော်အဲညနေပွဲတွေကိုကျွန်တော်ရဲ့ Telegram နဲ့ဒီ TikTok မှာတင်ပေးသွားပါမယ်နော်ချင်းချီကိုတို့ အကြည့်အောင်နော်ဟိုဒီ20 2026ကပ္ပလာချစ်စပွဲတွေမှာ10ပွဲရှိတယ်နော်အဲ့10ပွဲကိုကျွန်တော်ကတော့ဒီဘီလာယူနဲ့ဒိမ့်မဲ့ပွဲလေးကြည့်လိုက်အောင်နော်ဘီလာယူနဲ့ဒိမ့်မဲ့ပွဲကကြည့်အောင်ဆိုတော့ချင်းကြီးကိုတို့အဲချင်းကြီးကနှစ်ပွဲကစားပြီးတမတ်မှမရသေးတဲ့ဘီလာယူကကြတော့အုပ်စုအတွင်းမှာအာအနေဆုံးတင်းဖြစ်နေတယ်နော်အာအနေဆုံးဖြစ်နေရဆိုတော့ ဒါပေမဲ့ဘီလာယူကလည်းသူ့ရဲ့နောက်ဆုံးကန်ခဲ့တဲ့ကိုးပွဲမှာခုနှစ်ကိုးရထားတယ်ခုနှစ်ကိုးရထားရဆိုပေမဲ့လည်းခုနှစ်ကိုးရထားရပေါ့နော်ခုနှစ်ကိုးရထားရအတွက်ကြောင့်မလို့ဒိမက်ကတော့နှစ်ပွဲကန်မှာလေးမန်းနဲ့အုပ်စုအမပီးဇယားကိုပူတဲဥဆောင်နေစကော့တလန်နဲ့ပေါ့နော်စကော့တလန်နဲ့ဒိမန်းနဲ့အမှတ်တူဖြစ်နေတယ်အမှတ်တူဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ပြင်းပြတော့ကြောင့်မလို့ကျွန်တော်ဒိမက်ကိုအဲ၃ခုပြက်၃ခုပြက်ညော်မယ်အစား နော်အဲ့တော့ဂိုးဘော်လေးကိုမြင်မိတယ်နော်ဂိုးဘော်ပေးခြင်းတယ်ဒါပေမဲ့ချင်းကြီးကိုတို့အဲချင်းကြီးကိုတို့ကတော့ဂျိမ်းမက်ကိုကြိုက်ရင်ကြိုက်လိမ့်မယ်ဒါပေမဲ့ဘော်လေးပေါ့နော်အဲဒါပေမဲ့ကြိုက်လဲကြိုက်ကောင်းပါလေဂျိမ်းမက်ကဒါပေမဲ့ဒီလာယူရလေပြောဒီကွနပြောသလိုကိုဘဲမှာခုနကိုဂိုးယူသူဂိုးယူဂိုးတွန်းထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်က ဘလိုပဲဖြစ်ဖြစ်သူဗီလာယူကတော့ဥပမာဗျာတဘိုးသွင်းမယ်ချင်းကြီးကိုတော့နော်ဟုတ်လားဥပမာနှစ်ဘိုးသွင်းမယ်ပေါ့အဲဥပမာအဲ့လိုမျိုးပေါ့ဒိမက်ကလည်းသွင်းမယ်ဆိုကျွန်တော်ဂိုးဘော်ကိုမြင်မိတယ်အဲအိုက်ပွဲလည်းနေစိတ်ဝင်စားကြကောင်းတယ်ဂိုးဘော်ဂိုးဘော်လည်းကြိုက်တယ်ကျွန်တော်ကတော့နော်ချင်းကြီးကိုတော့ဂိုးဘော်ပေးခြင်းတယ်အမေချင်းကြီးကိုတော့အဲကြိုက်မှတွေးတူမှလည်းကစားစစ်ခြင်းပါတယ်ကျွန်တော်များတော့ဒိမက်ကိုဂိုးဘော်ပေးခြင်းတယ်နည်းဆုံး3ပေါ့3 0ပေါ့အဲဂိုးနှစ်ဂိုးနှစ်သင်းပေါင်းဂိုးပေါင်းဆိုရင်တော့3 1 crazy အဲ့လိုပဲကျွန်တော်ပေးထားတယ်ချင်းညီကိုတို့နော်ဒေမက်ပွဲလေးကိုချင်းညီကိုတို့ကိုဘောကစားစီခြင်းနဲ့ပါနော်အဲနောက်တစ်ပွဲကအဲတစ်ပွဲပေါ့နော်ဘီလာယူနဲ့ဒေမက်ပွဲကိုဘောလေးပေးထားတယ်နော်ကျွန်တော်ပြီးမှလည်းဒါကတော့ဗီဒီယိုနဲ့တင်ပေးတာပေါ့ပြီးမှကျွန်တော် Telegram မှာတင်ပေးထားမယ်နော်ဆော်ပန်းကတော့ကျွန်တော်ရဲ့ TikTok မှာအဲခရိုအေးရှားနဲ့အဲခရိုအေးရှားပွဲပေါ့ခရိုအေးရှားကိုတင်ပေးထားတယ် ကလိုအီရှားနဲ့မိုင်းမိုင်းကျွန်တော်ဗောလီဗောလီဘောနှစ်ပွဲပေးထားတယ်နော်ကျွန်တော်ရဲ့တစ်တောက်မှာကလိုအီရှားနဲ့စကော့တလန်ပေါ့ဗောလီပေးထားတယ်နော်အခုဒီပွဲကလည်းအခုကလည်းကျွန်တော် Telegram မှာတော့မပေးရသေးဘူးပြီးမှကျွန်တော် Telegram ကျွန်တော်ရဲ့ Telegram မှာကျွန်တော်တင်ပေးသွားပါမယ်နော်ချင်းချင်းကိုတွေကိုကဲစကော့တလန်နဲ့ဒီပွဲလေးကြည့်လိုက်အောင်နော်အိုဆူဒူရီယာနေအိုဆူဒူရီယာကနေစကော့တလန်ဟာ အုပ်စုတွင်ရှုံးပွဲမရှိသေးတာနော်အုံပွဲရှုံးပွဲမရှိသေးတယ်လို့ပေးဘူးလည်းမရှိသေးဘူးနော်စကောတလာပြီးခဲ့တဲ့လာတော့ကလည်းအင်ကွင်းမှာဒိမက်ကို၃ခု၃ညနဲ့ရှုံသွားတယ်။ဒါပေမဲ့ဂရီးလက်ရှိဂရီးရဲ့လက်ရှိခြေစမ်းကတော့တည်ငြိမ်မှုကင်းမဲ့နေတယ်နော်။ဒါအပြင်စကောတလန်ဟာပြိုင်ပွဲအတွင်းနောက်ဆုံးအင်ကွင်းစတက်ပွဲမှာ9ပွဲနိုင်ထားတာနော်။စကောတလန်နောက်ဆုံးအင်ကွင်းစတက်ပွဲမှာ ခုနပွဲနိုင်ထားတယ်ဒါပေမဲ့ဂရီကအဲသူကပြောရရင်တီဟိုဟာ30ပေါ့30ပေးထားတယ်အနောက်30ပေးတဲ့အတွက်ကြောင့်မို့ဒါပေမဲ့စကောတလန်အနိုင်မနိုင်ဘူးပဲကျွန်တော်အချက်ကြည့်မယ်ဗျာနော်ကျွန်တော်ကတော့စကောတလန်ကိုပဲကြိုက်တယ်ကျွန်တော်ကတော့စကောတလန်ကိုပဲရွေးချယ်ပေးထားတယ်ပေါ့နော်ချင်းကြီးကိုနော်နှစ်ပွဲပေါ့နော်ချင်းကြီးကိုတော့ အဲနောက်တစ်ပွဲကျတော့ပွဲစဉ်တွေကတော့အများကြီးရှစ်ပွဲရှိရပါတော့နော်ခုနပြောတဲ့အဲခရိုဂျာပွဲလေးကျွန်တော်ခရိုအီရှားပွဲလေးလည်းကြည့်မယ်မော်တာနဲ့နန်ဒါပန်နန်ဒါလန်ဟော်လန်ပွဲလေးလည်းကြည့်လိုက်အောင်နော်ကျင်းကြီးကိုလို့ချက်နဲ့ခရိုအီရှားကလည်းဒါပေမဲ့သူကပူတဲ့ဥဆောင်နေလို့နှစ်တင်းရဲ့တွေ့ဆုံဆိုပေမဲ့ခရိုအီရှားကလည်းခရိုအီရှားက ခရိုအေးရှားကအဲချက်နဲ့ချက်ကတပွဲကျော်ထားရပေါ့နော်အခုနောက်ပိုင်းပွဲတွေမှာလည်းပုံစံကောင်းရနေတဲ့ခရိုအေးရှားကအုပ်စုတင်းမှာလည်းရာခိုင်ရာခိုင်နှုန်းပြနိုင်ထားတာပေါ့နော်ချက်ကတော့လက်ရှိခြေစွမ်းအဲချက်ကတော့လက်ရှိခြေစွမ်းရလည်းတိတ်အားရစရာမရှိပါဘူးနော်ချင်းကြီးကိုလို့နော်ဒါအပြင်ချက်ကခရိုအေးရှားနဲ့ချက်ကခရိုအေးရှားကိုတဘိုးတယ်ဘယ်လိုပြောမလဲတခါမှမနိုင်ဘူးသေးဘူးနော်ဧည့်သည်နဲ့ပဲ25ကြီး အဲဧည့်သည်ကိုပဲကျွန်တော်ရင်းစေခြင်းတယ်။ဒါလည်းဆိုတော့ဒီခရိုအီးရှား25ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ခရိုအီးရှားကိုပဲရွေးချယ်ခြင်းလည်းဗျာနော်ချင်းချင်းကိုလို့ဟုတ်တယ်မချက်ကခရိုအီးရှားကိုတစ်ခါမှမနိုင်ဘူးသူသူရဲ့ဒီဟိုပါမနော်တစ်ခါမှမနိုင်ဘူးသူဒါကြောင့်ကျွန်တော်ကတော့ဧည့်သည်အတင်းကိုပဲကျွန်တော်ရွေးချယ်ခြင်းနဲ့ချင်းချင်းကိုလို့ခရိုအီးရှားဘော်လီပေါ့နော် နောက်ဆုံးပွဲကတော့ကျွန်တော်တို့ဒီမော်တာနဲ့နတလန်ဟော်လန်ပေါ့နော်များတွေကတော့ဟော်လန်ဆိုရင်လည်းတည်တယ်မတည်ရဲလူလည်းရှိကြတာပေါ့ချင်းကြီးကချို့ကြလဲနတလန်တချို့ကြလဲဟော်လန်အဲတချို့ကြဟော်လန်ပြီးဘာကြီးလဲဘာပွဲလဲမတည်ကြဘူးပေါ့နော်အဲမြန်မာစကားလည်းနည်းနည်းရှုပ်ရင်ရှုပ်မှာပေါ့ဒါပေမဲ့သူ့ရဲ့ဒီဟွာတွေကတော့နတလန်ဟော်လန်မှာပဲချင်းကြီးကိုရနော်ကျွန်တော်ရဲ့ daily gadan လေးကိုလည်း follow တဲရပြီလို့ကျေးဇူးထူးတင်ပါတယ်ဗျာเนาะချင်းချင်းကိုတွေကိုเนาะ ကျွန်တော်ရဲ့ Telegram မှာကိုလည်း join ပေးပါအောင် join တဲ့လူရေများပါလားရှိပါတယ်เนาะကျွန်တော်ရဲ့ Telegram လည်း join ပေးတဲ့အတွက်လည်းသူကျေးဇူးတင်တယ်ချင်းညီကိုတွေเนาะအဲကျွန်တော်ဒီပွဲလေးကြည့်လိုက်အောင်မော်တာနဲ့နန္တလန်เนาะအုပ်စုအောက်ဆုံးအတင်းနဲ့ထိတ်ဆုံးအတင်းတွေတွေ့ဆုံမှုကပြီးခဲ့တဲ့ဇွန်လအဲပြီးခဲ့တဲ့ဇွန်လပထမကြော့တွေ့ဆုံမှုကလည်းနန္တလန်ကဘလို့ပဲသူ့ရဲ့ကြွယ်မှာကြည့်ပါအောင်နန္တလန်အိမ်ကွင်းမှာမော်တာကို၈၉ပြတ် တီးရဲလိုက်နော်ရှင်ဘိုးပြနဲ့နိုင်ခဲ့တယ်ဟောနန္တလန်ကပေါ့နော်ဒီနှစ်သိန်းကျော်ကွာဟာချက်ကွာဟာချက်ကလည်းကြီးမားလွန်းနေရဗျာကြီးမားလို့ဒီချိန်မှာလဲထပ်မံဘိုးပြနိုင်သေးတာပေါ့ဒီချိန်လဲကျွန်တော်ကတော့ထပ်မံဘိုးပြဖို့မျှော်လင့်မိတယ်ဗျာချင်းကြီးကိုတော့နော်ဒါကြောင့်မို့လဲဒီအဝေးဝင်းက3လုံး50 3လုံးလုံး50ပောက်တဲ့ကျွန်တော်နန္တလန်ဘော်ဒီကိုရွေးချယ်ခြင်းတယ်ဗျာ ဒီ350ပေါက်တဲ့ Netherland body ကိုပဲစဉ်းစားကြည့်စေချင်တဲ့ချင်းကြီးကိုတွေကိုနော်ဘလိုပဲဖြစ်ဖြစ်ဟိုပထမကျောင်းတော့ဟာရှိခိုးကြီးပြတ်ထားလို့ဒီကွဲတော့ဘလိုပဲဖြစ်ဖြစ်ဝေးဝင်းတုံမဲ့အဲရှူးမဲ့ပေါ့နော်အဲလိုမျိုးတွေပေါ့ဒါပေမဲ့အဲလိုမျိုးလဲတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ယူဆကတော့ကျွန်တော်ရဲ့တွေ့ကျွန်တော်ရဲ့ formula ကတော့ကျွန်တော်ရဲ့ဝေးချိုး30ချက်ကတော့ဘလိုပဲဖြစ်ဖြစ်ဟော်လန်ကိုကျွန်တော် 4C ပေးထားတယ် 4C ပေးမယ်ဂိုးပေါ်လဲ ကောင်းသလို body လည်းကောင်းတာပေါ့နော်အချင်းချင်းကိုယ်တွေအဲ goal ပေါ်လည်းကောင်းတယ်အချင်းချင်းကိုယ်တွေနော်လိုပဲဖြစ်ဖြစ် goal ပေါ်ပေါ့အချင်းချင်းကိုယ်တွေနော်ကျွန်တော်ခဏနေလဲကျွန်တော်ရဲ့ TikTok မှာတင်ပြသွားပါမယ်ကျွန်တော်ရဲ့ Telegram မှာလည်းတင်ပြသွားပါမယ်ဗျအချင်းချင်းကိုယ်တွေအားလုံးကံကောင်းခြင်းတွေနဲ့ပိုင်ဆိုင်နိုင်ပါစေလို့ကို Soul Support Channel ကစုမုံကောင်းတောင်းပေးလိုက်ပါတယ်အချင်းချင်းကိုယ်တွေနော်အားလုံးပဲအထူးကျေးဇူးတင်ပါတယ်ဗျအချင်းချင်းကိုယ်တွေ လက်ဖက်များလည်းဝယ်စင်တွေကတော့ဘလုံးပွဲတွေကတော့အဆက်မပြတ်ရှိနေမှာပဲလက်ဖက်ညာလည်းအကောင်းဆုံးရွေးထုတ်ပေးသွားမယ်ဗျာနော်ကျွန်တော်ရဲ့ VM တစ်ကိုလည်းကျွန်တော်ရဲ့ကျွန်တော်ရဲ့ VM တစ်ကိုလည်းအကောင်းဆုံးရွေးချယ်သွားပြီးပေးသွားမယ်ဗျာနော်ချင်းချင်းကိုလေနော်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ဒီနေ့ပဲနှုတ်ဆက်တာပါတယ်ချင်းချင်းကိုလေနော်လက်ဖက်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်ဒီနေ့လည်းလောလောဆယ်တော့လောလောဆယ်တော့ Telegram မှာကျွန်တော် Thai thing ကိုပေးထားတယ်ဒါပေမဲ့ Thai က သူကြေးရဆိုရင်တော့ဗျာဘာပဲပြောထိုင်းပေါ့နော်ထိုင်းကိုကြေးရဆိုရင်တော့ကစားစီခြင်းတယ်ဒါပေမဲ့ထိုင်းရကြုံအခုကပထမပိုင်းတော့အခုတော့ခုနကတော့ကျွန်တော်မကြည့်ရသေးဘူးပေါ့နော်စီစီပဲဖြစ်နေပထမပိုင်းပြီးတော့ပြီးသွားတော့ပြီအခုတော့စီစီတော့ပဲဖြစ်မယ်ထင်တယ်อืมဒါပေမဲ့တော့နိုင်တော့နိုင်မယ်တွေ့နေဗျာသူ့ရဲ့၃လုံး50ချုံရတယ်ကြေးပြင်းလုံးနေဗျာမနက်ပြောင်းတော့ BNN ကြိုက်တယ်ဒါပေမဲ့ ရန်နံတော့အခုပြီးမှပြောရလေဖြစ်မှာစိုးလို့လीเนาะကျွန်တော်လည်းမတင်သေးတော့ဗျာအစောပိုင်းပွဲဝင်ပေါ့မြန်မာပွဲလည်းရှိတယ်မြန်မာပွဲလည်းဈေးရနဲ့အင်ရှင်ကိုကြိုက်တယ်ကိုမြန်မာကိုတော့နေတာတော့မဟုတ်ဘူးဗျာမြန်မာပွဲကလည်းဟိုဘယ်လိုပြောမလဲမြန်မာလည်းအဲ့လိုကောင်းလဲကောင်းတယ်ဒါပေမဲ့ကိုကတော့ဒီဦးနင်းဖြစ်နေတော့ဟိုဈေးရနိုင်မှုဆိုတော့မလွယ်လောက်ထင်တာပေါ့เนาะဟုတ်ကဲ့ ကိုမြန်မာကိုတော့ချစ်ပါတယ်ဒါပေမဲ့နေပြောရတော့မဟုတ်ဘူးပေါ့နော်ချင်းချင်းကိုယ်နော်ထိုင်းပွဲလေးကလည်းစီးစီးဆိုဟိုကိုချင်းချင်းကိုယ်ကြီးကစားထားရဲဆိုရင်လည်းအောင်စီချင်းနေဗျာမနိုင်ပြောရရင်ဟောတော့မလားဒါပေမဲ့လည်းဥကစီးစီးဆိုကိုကတော့အဲစိတ်မကောင်းဖြစ်တာပေါ့အဲအဲ့လိုမျိုးဖြစ်တာပေါ့နော်ကျွန်တော်ကတော့ဟုတ်ကဲ့ပါခဲခဏနေလဲကျွန်တော်ရဲ့ကျွန်တော် TikTok အဲ Telegram မှာ ကောင်းအောင်ဆုံးတင်ပေးသွားမှာပါဗျာနော်ချစ်ကိုချင်းကြီးကိုရေနော်အားလုံးပဲကြမ်းမှချမ်းသာပါစေလို့ကို Soul Support Channel ကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော်ချင်းကြီးကိုရေနော်